ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပောင်းနဲ့ပြုဆောင်ကြပါစေကိုစိတ်နှပါဆီလန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းမေတ္တာလေးပနမပို့တာပါခင်ဗျာနော်ကျွန်တော်တို့ရဲ့ဒီ future မြေတ္တာ YouTube channel live လေးဟာဗီဒီယိုဖိုင်လေးတွေလည်းမတင်တာကြာပြီလေနော်အဲ့တော့ဒီမှာပနမဗီဒီယိုဖိုင်မှာကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကဒီ wire လေးတွေကိုဖြုတ်ပြီးတဲ့အနေထားလေးတွေကိုတော့ကျွန်တော်ပြပြသွားပြီပေါ့ဒီမှာကျွန်တော်ပြောခဲ့သလိုပဲဒီအတွင်းမှာပေါ့နော်ကျွန်တော်တို့ကအဲဒီမှာဆိုရင်ဒါတိတ်သေးလေးရပါပေါ့နော်ခဏလေးပါ ဒီကတေးသေးလေးကဒါတေးသေးလေးကဆိုရင်ဒါအခန်းသုံးပေါ့နော်ဒါပြီးရင်နှစ်ဘေးမှာကနှစ်ပန်းအခန်းငါးပေါ့ပြီးသွားတဲ့အခါဒီနှစ်ဘေးမှာတခါနှစ်ပန်းခုံဆိုပြီးတော့စီးပါတယ်ခင်ဗျာနော်ဒီ coin တွေအလုံးမှာကျွန်တော်တို့ကဒီ coin ထပ်မဲ့နေရာလေးတွေစီးတဲ့အတွက်ကျွန်တော်ကဒီအတွင်းမြောင်းလေးမှာကျွန်တော်ကအစိမ်းအောင်စိတ်ကူလေးကိုထည့်ထားတယ်ပေါ့နော်အဖြူအောင် plastic စိတ်ကူကိုကျွန်တော်မထည့်သေးပါဘူးခင်ဗျာနော် ဘာလို့လဲဆိုရင်အဖြူရဆက်ကူလေးကကျွန်တော်တို့ဒီနှိတ်ချလိုက်လို့ရှိရင်ပြန်ပြီးတော့ကြွတန်လာတော့ပေါ့နော်အဲ့တော့ဒီမှာလည်းပဲကျွန်တော်တို့ကပရမဇုံမှာပရမဇုံမှာကျွန်တော်တို့ဒီပရမအိုးကိုကျွန်တော်ကအခန်းကိုအဲပြီးအောင်တော့ထပ်ပြီးသွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုရိုက်ဖို့လုပ်တော့မှာဒီမေးကဟိုတချင်းလေးတွေဖွင့်နေတဲ့အတွက်ကျွန်တော်ဒီ music copy လေးတွေထိမှဆိုးလို့ပါခင်ဗျာနော်အဲ့တော့ဒီမှာကျွန်တော်တို့ ဒါဒုတိယပိုးပေါ့နော်ပထမမှာကျတော့ကျွန်တော်တို့ပြောနေကြအတိုင်းပဲနိုင်ရင်လက်တိုင်းရဲ့ပုံမှန်အတိုင်းလေးလဲသွားပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့စမ်းချိန်ပင်လေးပြန်လဲတယ်ပေါ့နော်အဲပြီးွားရင်ကျွန်တော်တို့ဒီမှာ coin လေးတွေကိုနည်းနည်းစီပဲဒီ coin လေးတွေခွေတဲ့အခါမှာကျတော့ကျွန်တော်တို့အာပြောမှဆိုမူဂျူသားအဆင့်ဆိုတော့ကျွန်တော်တို့ဒီ coin ကိုအဲလက်ပတေးတန်းအောက်တော့တိတ်ပြီးတော့ကျွန်ကျန်ကြည်ကြည်လေးပါလို့တော့မတားဘူးပေါ့ခင်ဗျာနော်အဲတော့ဒီမှာလည်းပဲဒီကျွန်တော်တို့ကဒီထိုင်းနိုင်ငံမှာကျတော့ဒီအဲစုတ်ကလာမြို့ကလေးမှာပေါ့နော်ကျွန်တော်တို့ဒီနိုင်တလောက်လေး တန်တလောက်မှန်တလောက်လေးနဲ့ပဲကျွန်တော်ဒီ Dynamo Motor ပြင်ဆိုင်လေးမှာတော့ကျွန်တော်တို့အဲလက်ခစားအနေနဲ့တော့လုံနေတယ်ပေါ့နော်ဆိုင်မားတော့လူတော့မလူတော့ပါဘူးအဲကျွန်တော်တို့ဒီမြန်မာလုံတမိုင်းပဲ9ရောင်လောက်တော့ရှိပါတယ်ခင်ဗျာနော်ပြောနေကြအတိုင်းပေါ့ဗျာအဲ့တော့ဒီမှာကျွန်တော် quality လေးတွေကိုနည်းနည်းစီထမ်းမယ်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲပါမဗီဒီယိုဖိုင်မှာကျွန်တော်တို့ဒီ quality view ထုတ်တဲ့အခါမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ quality ကတော့နည်းနည်းတော့ဒီထက်ရတာခက်တယ်ပေါ့နော်အဲကျွန်တော်တို့ဒီအစပိုင်းမှာကျွန်တော်တို့လောက် တွေ့ကြုံမရှိတဲ့သူများဆိုရင်ကျွန်တော်တို့ဒီစိတ်ပါညင်သွားနိုင်ပါတယ်ပေါ့နော်အဲဝိုင်ယာကြိုးလေးတွေကိုကိုက်တွဲတဲ့အခါမှာကျွန်တော်တို့ကလည်းပဲနီးစနစ်လေးတွေတော့လိုတယ်ပေါ့နော်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးတွေကြည့်ပြီးတချို့လိုက်လို့တဲ့သူများလည်းပဲဟိုအောင်မြင်တဲ့သူများလည်းရှိတယ်ပေါ့နော်အဲတော့ဒါပေမဲ့ကျွန်တော်တို့ကဒီစပြီးတော့လေ့လာတဲ့အခါမှာကျွန်တော်တို့ကကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအရင်ဆုံးကျွန်တော်တို့ဒီ award ဆော်စစ်မော်တာလေးတွေအဲဒါလေးတွေကိုအရင်ဆုံးကင်စီချင်တယ်ပေါ့နော်ဒီတက်တက်ကွေးကွေးလေးတွေကိုကင်လိုက်လို့ရှိရင်စိတ်ပြည့်သွားမှာစိုးလို့ပါခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ award ဆော်စစ်မော်တာမှာဆိုရင်ကျွန်တော်တို့က ဒီအချောက်စစ်ကရော အစူစော်တဲ့ဘက်ကရောဆိုရင်ကျွန်တော်တို့ကဒီဘော်ယာကျူးအလွန်တော်လေးပေါ့မကြည်လောမသေးလောလေးတွေအဲမော်တာရဲ့အဲ့ဒီအနေထားဆိုတော့ကျွန်တော်မသေးလောမကြည်လောလေးတွေဆိုတော့ခိုင်ရပြရတာအလွယ်ကူတယ်ပေါ့နော်ပြီးတော့မှပဲကျွန်တော်တစ်ဆင့်တစ်ဖြည်းဖြည်းချင်းကျွန်တော်လေကားဆင့်တိတ်တဲ့အတိုင်းပဲကျွန်တော်တစ်ဖြည်းဖြည်းချင်းအလုံးတွေတစ်ဖြည်းဖြည်းချင်းကြီးကြီးပြီးမှကျွန်တော်ဒီတရုတ်ကလာတဲ့ဒီတရုတ်မော်တာလေးတွေကျွန်တော်လုပ်ငန်းသုံးမော်တာလေးတွေကပ်ပါစီတာပါတဲ့ ဒီကာဗနာပါတဲ့မော်တာလေးတွေကိုတစ်ဆင့်မြတ်တင့်ရတာအဆင်ပြေမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ခင်ဗျာနော်ဒါကျွန်တော်ရခံယူခြင်းပေါ့ခင်ဗျာနော်တူနဲ့တူကျွန်တော်တို့ဒီအတွေ့အကြုံလေးတွေလည်းတူချင်းမှတူမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ပြောနေကြတိုင်းပဲကျွန်တော်တို့ဒီအမားယွင်းတစုပ်တရာပေါ့နော်စီစဉ်တင်ဆက်တဲ့ဒီမှာဆင်မကြီးတာလေးတွေအမြင်ခွင့်မစင်းတာလေးတွေမလို့အာတချို့ကလည်းပဲကြည့်ပြီးတော့ကျွန်တော်ကောမင့်လူတယောက်လည်းရေးဖူးတယ်ပေါ့နော်အဲ့လိုမျိုးဆိုလဲကျွန်တော်တောင်းပန်ပါတယ်ဗျာနော်ကျွန်တော်ကတော့ဒီအားလုံးကိုတော့ အာဆင်ပီအောင်တော့ကျွန်တော်တို့အတနိုင်ဆုံးကျူးစားပြီးတော့တင်နေပေါ့နော်။သူကကြည့်ပြီးတော့ကျွန်တော်ဘာကွန်မန့်လေးရေးသွားတယ်ဆိုကြည့်နေတာကြာပြီးလည်းဘာမှအကျိုးမရှိဘူးလေ။ကျွန်တော်ကစီးပွားရေးလုပ်နေတယ်လို့ပြောသွားပါတယ်ဒီမှာနော်။ဒါကတော့သူ့ရဲ့အမိပေါ့နော်။အဲကျွန်တော်ကလည်းပဲအင်းစီးပွားရေးတမပေါ့နော်။လူတိုင်းကကြတော့လည်းဒီမျိုးလူချင်းနေပေါ့နော်။ပတ်စံနဲ့ပတ်သက်လို့ရတော့လေနော်။အဲတော့ကျွန်တော်တို့အခုဒီမှာအခန်း၃လေးတစ်ခုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာအခန်း၅တွင်အတိုင်းလေးတစ်ခု ပြုလုပ်ရတယ်ပေါ့နော်။ အဲအခန်းလေးအတိုင်းလေးတစ်ခုပြုလုပ်တဲ့အခါမှာကျတော့ဒီမှာတိုင်းပြီးလို့ရှိရင်တပင်တပတ်စာပေါ့နော်ပြန်ယူထုတ်လာရတယ်ဒီအနီးနားနေကပ်ပြီးခွေလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ကကြတော့ဒီသိငယ်တဲ့ क्वाइन ရယ်သူကအခန်းကွဲနေတာအတွက်၃၅ခေါ်ခင်းနေတဲ့အတွက်ကျွန်တော်ကဒီမှာ क्वाइन ဖော်မာနမူနာပုံစံလေးကိုအဲမတတခေါက်လေးနဲ့ပဲကျွန်တော်တို့ပြုလုပ်ထားတယ်ပေါ့နော်ကြွကြွကျင်ကျင်တော့မဟုတ်ဘူးပေါ့ခင်ဗျာနော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီအရင်ကကျွန်တော်ဒီမှာပထမ क्वाइन မှာ အတိုင်းထားတဲ့အနေထားလေးအတိုင်းနမူနာလေးတစ်ခုထပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီမူလီကိုရှော့မယ်ပေါ့နော်မူလီကိုရှော့မယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်ကိုတအားကြီးတင်းစီအောင်မလိုဘူးပေါ့နော်အလောတော်လေးကျွန်တော်တို့အရှင်ပြေရုပ်လေးနည်းနည်းလေးဒီ꽌ရဲ့နမူနာအတိုင်းလေးအတိုင်းပေါ့နော်ကျွန်တော်ရရှိပြီးတင်းရုံလေးရပြီဆိုရင်ကျွန်တော်ဒီမှာမူလီကိုကြမ်းလိုက်ရမှာဖြစ်ပါဒါဆိုရင်ကျွန်တော်ကနမူနာ꽌လေးဒီမှာ ထပ်ပြီးတော့ဒါအရွယ်စားလေးရပြီဆိုတော့ဒီအတိုင်းလေးကိုကျွန်တော်တို့ပြန်ပြီးတော့ဖြုတ်လိုက်မယ်ပေါ့နော်။အာမူလီခြောက်သွားပါတယ်ခင်ဗျာနော်။ဒီတော့ကျွန်တော်ဒီ30ကွာလေးနဲ့မှရတယ်မယ်ပလေးယာနဲ့တိတ်အဆင်မပြေတော့ဆိုတော့30ကွာလေးကိုကျွန်တော်တို့အောက်မှာလမ်းယူမယ်။အားကြောက်ဖို့ပေါ့နော်။ကျွန်တော်ကတော့ဒီမှာဗီဒီယိုဖိုင်လေးတွေကိုကျွန်တော်တို့ဒီ drive ပေါ့နော်အတန်လေးတွေကိုကျွန်တော်တို့အကျိုးမဲ့ဒီစီကျိုးမဲ့မိုင်းလေးနဲ့ဆင်းပြလို့ရှိရင်ကျွန်တော်ဒီကနေ့ ြုလုပ်သွားတဲ့တည်းကျွန်တော်ဒီကင်မရာတုတ်ခါမှုလေးတွေအတန်မကြည်လင်မှုတွေရုပ်အာမကြည်မလင်မပြတ်သွားတာတွေနည်းနည်းလေးတောင်းပန်ပါတယ်ဆိုရနော်အားလုံးတော့ကျွန်တော်အမြင်အောင်လဲမပြတ်နိုင်ပါဘူးနော်ကျွန်တော်ကဒီဖုန်းစုံလေးနဲ့ကင်မရာလေးကိုသဘောထားပြီးတည်ပြီးရိုက်ထားတဲ့အတွက်ကျွန်တော်တို့ကမြင်ကွင်းကိုအပွဲအမျိုးမျိုးနဲ့ပြလို့မရဘူးပေါ့ကွာနော်ဗီဒီယိုလည်းရိုက်မတာတီးဖျားလည်းမတတ်ဆိုတော့လေကဲဒါဆိုရင်ကျွန်တော်တို့ အဲအရင်တစ်ခေါက်ကကျွန်တော်ဗီဒီယိုပထမဖိုင်ပါဘောနော်ဒီမော်တာလေးရဲ့ point ဆပ်ဖြုတ်တဲ့အနေထားမှာဆိုရင်ကျွန်တော်ကဟိုဟာအခန်းမှာထက်ရမယ်အနေထားလေးကျွန်တော်ပြောပြရဲသုံးအခန်းမှာကျွန်တော်က195ဘတ်အဲငါးအခန်းမှာကျွန်တော်196ဘတ်ခုနှစ်အခန်းမှာကျွန်တော်130ဆိုတော့ကျွန်တော်တို့ဒီငါးအခန်းရပြီဆိုတော့ကျွန်တော်တို့ဒီမှာ206ကိုကျွန်တော်ရရှိအောင်အဲနိုင်ရီလက်တိုင်ရဲ့စမ်းကြည့်ပေးလေးကိုကျွန်တော်တို့အနောက်ကိုပြခွေမယ်ပေါ့နော်ပထမကျတော့ကျွန်တော်နိုင်ရီလက်တိုင်ရဲ့ ုံမှန်အတိုင်းလေးအစီကိုကျွန်တော်တို့ခွေသွားတယ်ဒီမှာကျတော့အဲကျွန်တော်အနောက်ကိုပြန်ပြီးတော့နိုင်ရနဲ့6ကိုကျွန်တော်ရရှိအောင်လုပ်မယ်ဆိုတော့ဒီနိုင်ရနဲ့6မှာကျွန်တော်တို့ဒီမှာနမူနာတပင်စာလေးယူထားပြီးတော့ဒီမှာကျွန်တော်တို့ကနိုင်ရနဲ့5ဘက်ရအောင်ကျွန်တော်တို့ဖြည်းဖြည်းချင်းခွေသွားမယ်တော့တအားဆွဲတင်းလို့မရပါဘူးအဲဆွဲတင်းလိုက်ရင်ကျွန်တော်တို့ဒီနမူနာလေးတိုးဝင်သွားမယ်ပေါ့နော်ကျွန်တော်ရခိုင်ယူချက်ပေါ်တော့နည်း၄၆၈၈၉၁၀၁၁၁၂၃၄၁၅၁၆၁၆၁၈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 ၁

hole. Short hole. sau sau này của nó đã lưu lại mắt thấy rồi nó là ông nào nhà tây cao của nhà kh nó sau sau của sau 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 của con này sau con này sau đây con này con đầu con này con 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 sẽ con con sẽ sẽ để sẽ nhớ sẽ tới sẽ संदेश

ဲ့ဆိုရင်ဒီမှာကျွန်တော်က900နဲ့5ပန်အဲနမူနာလေးရတပင်ဆိုရင်ကျွန်တော်က900နဲ့6ပင်ကိုရက်စီသွားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအကွိုင်းကိုအပြည့်ပြည့်လေးယူထုတ်လာပြီးလို့ဆိုရင်ကျွန်တော်ဒီထဲကိုအသာတကြီးလေးထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကိုဒီမှာကိုကွိုင်းလေးတွေကိုနည်းနည်းလေးလမ်းကြောင်းရှင်းမယ်ပေါ့နော်နည်းနည်းလေးပြသွားအောင်ပြုလုပ်ပြုလို့ဆိုကျွန်တော်ဒီမှာစပြီးတော့ ဒီအခန်းငါးမှာကျွန်တော်တို့ထည့်မယ်ပေါ့နော်နမူနာတပယ်လေးပါကျွန်တော်ကလောက်ထည့်ရမယ်အပြီးပါလို့စီရင်ကျွန်တော်တို့ဒီညောင်းတဲကိုစပြီးတော့ထည့်မယ်ပေါ့နော်ဒီပြပြချင်းမှကျွန်တော်ပြောနေကြအတိုင်းပဲအောက်ကကွိုင်းလေးတွေကိုကျွန်တော်တို့ကတော့ပြပြဒီအရင်ဆုံးထည့်မယ်ပေါ့နော်ညောင်းတဲကိုကျွန်တော်တို့အသေးချာလေးကြည့်မယ်လင်းညူလေးလင်းမလေးနဲ့ကျွန်တော်တို့အာကွိုင်းလေးတွေကိုတပြေးပြေးချင်းအဲပြားနေအောင်လုပ်ပြီးလို့ရှိရင်ကျွန်တော်ကညောင်းတဲကို ထည့်သွားတာဖြစ်ပါတယ်ခင်ဗျာနော်အဲကျွန်တော်လည်းဒီလောက်လေးပဲတင်ပြနိုင်ပါတယ်ခင်ဗျာနော်ကင်မရာနဲ့ကျွန်တော်ဒီအနိကတ်ကိုလိုက်ရိုက်ပေးဖို့ဆိုတာလည်းကျွန်တော်မှလည်းလင်းနေဖေးပဲရှိတဲ့အတွက်ကြားလူကိုငါပြီလဲကျွန်တော်ကအဲ့ရပြပြလို့မနိုင်ဘူးခင်ဗျာနော်အခုလောလောဆယ်မှာကျတော့တို့ရဲ့အလုံနာမှာမိုးလေးအနှဲငယ်ရွာနေပါတယ်ခင်ဗျာနော်မိုးလေးအနှဲငယ်စပြီးတော့ရွာပြီဒီကနေ့မိုးစပြီးတော့ရွာပြီတကြံသားနီးပြီလေနော်အဲ့ဒီမှာကျွန်တော်က အာဒီပေါ်မှာတော့ကျွန်တော်တို့နောက်ထပ်သုံးအခန်းကကွင်လေးလာပြီးတော့ထပ်ပေးရအောင်မယ်ပေါ့နော်ဒီပေါ်မှာအဲ့တော့ဆိုတော့ကျွန်တော်တို့ဒီမှာအစက်ရောင်စက်ကူလေးကိုအပေါ်ကနေပြီးတော့အသားလေးကျွန်တော်တို့ခဏအုပ်ထားလိုက်မယ်ပြီးရင်သူ့ကိုကျွန်တော်တို့ကဒီမြောက်ထဲကိုနောက်ထပ်အပေါ်ကစတာကွင်ပေါ့နော်တဘောကစတာကွင်လေးပြန်လဲထပ်ထဲဖို့အတွက်ကိုကျွန်တော်တို့ဒီစက်ကူအစက်ရောင်လေးကိုအဲမိတ်ကုန်းလေးနဲ့ကျွန်တော်တို့ဖြစ်ချပေးရမှာဖြစ်ပါတယ်ခင်ဗျာနော် ကျွန်တော်လည်းပဲလောလောဆယ်မှာအိမ်မှာဟိုဆက်ဆက်ဒီဆက်ဆက်ဟိုဒီတွေ့မှုဒီတွေ့ဖြူဒီတွေ့မှုလေးတွေတော့လုပ်နေပါလေနော်ဗီဒီယိုဖိုင်လေးတွေတော့မရရဘူးကွာဗီဒီယိုဖိုင်လေးတွေရက်ပြီးတော့ကြိုးစားနေတယ်ပေါ့နော်တရားမီလေးတစ်ခုလုပ်ဖို့ပေါ့နော်ရောင်စီမီလေးကိုအဲဒီ RGB မီ LED RGB လေးနဲ့ကျွန်တော်ပြုလုပ်သွားမှာဖြစ်ပါတယ်မိုးတန်လေးတွေအနှံ့ငယ်လေးတည်ခံပေးပါမိုးရွာနေတယ်ပေါ့နော်ဒီနေ့လေးပြတ်ပြီးပါမယ်မိုး စပြီးတော့ကျွန်တော်တို့ဒီနေ့ကြွားရဲပေါ့နော်အေးတဲ့အရတာလေးတော့နည်းနည်းလေးမိုးရဲ့အရတာလေးခံစားရပြီပေါ့ဗျာအဲ့တော့อืมအငယ်ကြီးလိုတဲ့ရာသီဥတုလေးတွေအပြောင်းလဲဖြစ်ရင်ကျွန်တော်တို့အဲကျောင်းမကြီးလေးတွေအထူးပြုစိုက်ကြပါတော့။ကျွန်တော်လည်းအခုအောက်နောက်ထဲမှာဘလူတွေဖြစ်နေလဲဆိုတော့တွေးကြော်လေးတစ်ချောင်းကဒီကျွန်တော်ညာဘက် ဘယ်ဘေးချမ်းကပေါ့နော်ကျွန်တော်ရဲ့အောက်နောက်ဘယ်ဘေးချမ်းကလို့ဘလို့စူးကျိုးတွေတော့ဖြစ်လာအောင်မပြေဘူးနော်အပင်းမှာဒီအကြောလေးတစ်ခုကတိတ်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 နဲ့ခုံခုံပြီးတော့ကျွန်တော်အောက်နောက်ကိုက်ခဲမှုလေးတွေအနှမ်းငယ်ရှင်းနေပါတယ်အောက်နောက်ကွေးကြောလေးပေါ့ခင်ဗျာနော်အဲ့ဒါလေးကဒီပြီးခဲ့တဲ့တပတ်ကပေါ့နော်တနင်္ဂနွေနေ့လာပါဖြစ်တော့ဒါဆိုကျွန်တော်အထင်ကတော့ကျွန်တော်အေးအေးပြစ်တာများလို့လည်းဖြစ်နိုင်ပါတယ်နော် တော့အရေးချမ်းမရေးလို့ကျွန်တော်တို့လည်းအတေးအရွယ်ကရလာပြီအခုဆိုရင်ကျွန်တော်46လောက်တော့ CB ကျင်းပါတယ်ကျွန်တော်ကဟိုဟာ980ဘွားပေါ့နော်အင်္ဂလိပ်တက်ကြလို့ပေါ့နော်အဲ့တော့အတိတ်ရွယ်တွေရလာပြီဆိုတော့ကျမ်းမာကြီးတဲ့လိုက်စားရတော့မှဖြစ်ပါတယ်လို့ စားတောင်းတွေလည်းဆင်ကျင်နေရတယ်ပေါ့နော်ကျွန်တော်ကဒီအဲ့အရွယ်ရလာပြီဆိုရင်စီချူတို့ပြီးတူတို့ဖြစ်ရမှာကြောက်ရပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်တို့ဖိတ်ကိုပြန်ဒီမှာကျွန်တော်တို့ကဒီ point လေးတွေကိုကြာတော့အေးငယ်တယ်ဒီ wire ကျိုးရဲ့ကျိုးဂိတ်လေးကကျွန်တော်တို့ဒီ30ပေါ့နော်30နည်းနည်းလေးစီခွဲထည့်ရပါတယ်ခင်ဗျာနော်နည်းနည်းတော့ဖြစ်ပါတယ်ကျွန်တော်ပြောပြပါပြီခင်ဗျာနော်သူကဟိုပါလေ point က အလျားပိုင်ရဲ့အဝအကျယ်လေးကျင်းတဲ့အနေထားပေါ့နော်ဒီအရင်အတွက်ကလည်းများတယ်ဆိုရင်ဆိုတော့ဒီပိုင်ထဲတဲ့အခါမှာအနည်းငယ်လေးတော့ဖြစ်ပါတယ်ဒါအပေါ်ကနေပြီးတော့ကျွန်တော်နောက်ထပ်တုပ်ခန်းက195ပတ်လာပြီးတော့ထပ်အောင်မယ်ပေါ့နော်အဲအဲ့လိုမျိုးလေးရှိပါတယ်ဥမာကြတော့130ထပ်ထားတဲ့အခါကျတော့ဒီကျွန်တော်ဒီငါးအခန်းမှာကျွန်တော်ပြန်ပြီးလထပ်တာတော့တော်တော်လေးဆိုးသွားတယ်ပေါ့နော်အကွင်းပိုင်ရဲ့အရင်အတွက်လေးတွေအနည်းငယ်လေး များသွားတယ်ပေါ့နော်ဒီငါးခန်းမှာဆိုရင်ကျွန်တော်ဒီအခန်း၃က115ဘတ်ရယ်သူ့ရဲ့အခန်းထဲက906ပြည်ဆိုတော့အားလုံးပေါင်းကျွန်တော်တို့ကဒီထဲမှာ300ကျော်လောက်တော့ဝင်သွားမယ်ဆိုတော့ထင်ပါတယ်ခင်ဗျာနော်ဒီခေါ်ခမ်းမှာကြတော့ကျွန်တော်တို့ကဒီ330နဲ့330ဆိုတော့160လောက်ပဲရှိတယ်ပေါ့ဗျာ ဒီမှာတော့ကျွန်တော်တို့ဒီနည်းနည်းလေးခက်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 လေးထည့်ရမယ်အနေထားပေါ့နော်ကျွန်တော်စပြီးတော့ဖြုတ်ကြည့်ကြတဲ့ကပြောထားပြီးသားဖြစ်ပါတယ်သူကွိုင်းရဲ့အရေးတွေ့များလေအနန္တူလေကွိုင်းထည့်ရတာကျွန်တော်တို့ဒီအခက်ခဲဖြစ်လို့ဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကွိုင်းကိုတူတူတုတ်တုတ်ဖြစ်သွားတဲ့အနေထားပေါ့နော်ဒီမှာကျွန်တော်ပြီးရင်အာကွိုင်းလေးလေးကိုနည်းနည်းလေးတော့နှိမ့်ချစမ်းကြည့်မယ်ပေါ့နော်သူဘယ်လောက်ထိရှင်း နှိပ်ကျသွားနိုင်လဲဆိုတော့ကျွန်တော်ကပြန်ပြီးတော့လေ့လာရမှာဖြစ်ပါတယ်။နောက်ပြီးတော့ရှိရင်ကျွန်တော်ကဒီမှာဒီအောက်ကစိတ်ကူးလေးတွေကသူရဲ့ origin နဲ့အဟောင်းစိတ်ကူးလေးအတိုင်းဖြစ်နေတဲ့ပုံတော့ကျွန်တော်တို့ဒီဘလောက်ကြီးအခက်ခဲဟိုပါပေါ့နော်။ဂျားထဲမှာသူရဲ့ branding အဟောင်းလေးတွေရှိနေတယ်ပေါ့နော်။အဲကျွန်တော်ဆိုလို့ဒါတကယ်မို့လို့ကျွန်တော်က motor ပတ်မယ်ဆိုရင်တော့ဒီစိတ်ကူးလေးတွေကိုအသိပြန်ထိုးဖို့ကပို့ပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်ကပို့ပြီးတော့မျှော်လင့်ပါတယ်နော်။ဒါကြောင့်မို့လို့ အဟောင်းစစ်ကလေးတွေမတုံးကြဘူးကျွန်တော်အပြားပြီးတော့အကြံပေးလိုပါတယ်။ဘာလို့လဲဆိုရင်ကျွန်တော်ဒီမှာ wire ထည့်ပြီးလို့ရှိရင်အပေါ်ကနေအုတ်စလော့ပြန်ထိုးတဲ့အခါဆိုသူကဝန်နေအဟောင်းလေးတွေစီးနေပြီးပိတ်ပြီးတော့စစ်ကူထိုးရတာမဆိုင်ဘူးပေါ့ခင်ဗျာနော်။လောလောကူကူနဲ့စစ်ကူဝင်သွားဖို့မရှိဘူးပေါ့။ဒီဘက်ရင်ဒီလိုမျိုးတီမွားနေတဲ့ point လေးတွေကိုကျွန်တော်တို့ကဒီလိုလေးလက်ပအောင်ဝန်ထမ်းလေးကျွန်တော်ကလင်းမျိုးလင်းမအနေနဲ့ဒီ point လေးတွေကိုကျွန်တော်ကြီးကြီးကြီးရမှာ ဒါမှလည်းပဲကျွန်တော်တို့ကဒီနောက်ထပ်ခတ်ထက်မဲ့ point တွေရဲ့အဲအစီအတူလေးတွေအဆင်ပြေမယ်ပေါ့နော်နောက်ပြီးတော့အပေါ်ကနေခတ်ထက်မဲ့ point လေးတွေအဲဒါလေးတွေအဆင်ပြေမယ်ပေါ့နော်ဒီမှာဆိုတော့အတန်းတိုင်းဆိုပေါ့နော်ကျွန်တော်လည်းမူဂျိုကအစီပဲရှိတယ်ဆိုတော့ဒီလောက်ထိတော့ကြမ်းကြမ်းကြည့်ပြီးတော့မလုပ်ဘူးပေါ့နော်စိတ်စီလက်စီပြီးလဲကျွန်တော်တိတ်မရှိဘူးအဲအချိန်ပေးနိုင်ပြီးတော့စိတ်စီလက်စီပန်းနိုင်တဲ့ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ပေါ့နော် အဲ့တော့စကားမှအနောက်ပြချာကျွန်တော်ဒီစပိုင်းမှာလေးလာတဲ့ညီပုံရလည်းပဲဒီမျိုးပန့်ပြင်းမဲ့မော်တော်လေးတွေကိုစိတ်စိတ်လက်စိတ်နဲ့ပိုင်းယူရဖို့ကိုကျွန်တော်ကတိုက်တော်လိုပါတယ်ခင်ဗျာနော်ကျွန်တော်ကတော့အခုတိုက်တော်ပေါ့စိတ်မစီဘူးပေါ့ဗျာပုံစံကဒါအမှန်တိုင်းပဲဒီမှာကျွန်တော်တို့ကဒီစက်ကူလေးကိုပေါ့နော်အခုဒီမှာ ခန်းကားမှာကျွန်တော်စိတ်ထဲမှာဒီဝိုင်းကြီးထက်ထားတာတော်တော်လေးမျောနေတဲ့အနေအထားမျိုးစိတ်ထဲမှာခံစားရတယ်ဗျာနော်အဲโอเคဒါဆိုရင်ကျွန်တော်ကဒီမှာနဘာနဲ့ခနစ်အခန်းကိုကျွန်တော်ခနစ်နဲ့ခွန်းနဲ့ထားတော့မယ်ပေါ့နော်ဒီခနစ်အခန်းရဲ့ဆလုံးမျောထဲမှာဆိုတော့ကျွန်တော်ကဒီအပင်ရေပေါင်း130ကျွန်တော်ရစီအောင်လက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ တော့ဒီမှာနမူနာအတိုင်းလေးတစ်ခုလုတ်ထုတ်လိုက်တယ်ပြီးရင်ဒီနေရာလေးကိုခောက်ထားတယ်ပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ကဒီအခန်းခနေရဲ့အတိုင်းအစီလေးကိုကျွန်တော်တို့ကတစ်ခါပြန်ယူမယ်ပြန်ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ကပြန်ယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီမှာကိုပေါ့နော်ကျွန်တော်တို့အာအချမ်းကိုညှိထားပြီးလို့ဆိုရင်ဒီအချမ်းကိုကျွန်တော်တို့ကပြန်ပြီးတော့ short မယ်ပေါ့နော်ဒီလေး short ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအတန်လေးကိုအောက်ကိုဆွေးချမယ်ပေါ့ဗျာ ဒီ wire ရဲ့အတိုင်းလောက်ထားတဲ့အတိုင်းကျွန်တော်ဆွတ်ချမယ်တအားကြီးလဲဆွတ်တင်ဖို့မလိုဘူးเนาะတအားကြီးဆွတ်တင်လိုက်လို့ရှိရင်တို့ကဒီကနေဒီမှာကျွန်တော်တို့လိမ့်ထားတဲ့ဟာလေးကပြန်ပြီသွားပြီလို့ဆိုရင် wire ရှည်တဲ့အနေထားလေးကိုရရှိသွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်အသားလေးသူ့ကို make make sure ထားပြီးရင်တို့တို့ကဒီမှာ AC လေးပဲอืมဒါဆိုရင်ရပြီတအားကြီးလဲကြံ့ပြမလို့ပေါ့နော် wire

ကိုယ်ကကိုယ်တိုင်ကိုယ်နဲ့ကိုယ်ကကိုယ်ကကိုယ်နဲ့ဆက်ကြကိုယ်ကိုယ်ဆက်ကြည့်ပေးရတယ်နည်းမှချာပေါ်စေဘူးစဉ်းစားနေစတဲ့ဆန္ဒဆန္ဒဆန္ဒချာချာကိုယ်ဆက်ဆက်စကုန်းနဲ့နည်းနည်းတော့လည်းလေးနေမှာချာလည်းပေါ်မယ်စေမဆန္ဒကိုဆိုရင်29ရဒီမှာတပင်ရဆိုတော့30ပေါ့ဗျာဟိုမှာ100ရရပြီးသားပြီနော်အဲနာယီလက်တိုင်ရဆက်ကြည့်ပေးလေးကျွန်တော်တို့ပြုလုပ်ပြီးသွားလို့ရှိရင်အဲနာယီလက်တိုင်ရပုံမှန်အတိုင်းကိုကျွန်တော်တို့ကပြန်ပြီးတော့ နောက်တပိုးမှာပေါ့နော်ဒီကကျွန်တော်ကမော်တာကိုကျွန်တော်ကလေးပိုးမော်တာလို့ခေါ်ပါတယ်ခင်ဗျာနော်တော်တော်ဆယ်မှာကျွန်တော်ကပထမပိုးဒုတိယပိုးအဲဘာညာဒါဒုတိယပိုးလေးပိုင်းစပြီးတော့ထည့်တော်မယ်ပေါ့ညာနော်음ဒါဆိုရင်ကျွန်တော်တို့ကဒီပိုင်းရဲ့အလုံးကိုဒီပုံစံတိုင်းလေးပဲပတ်သွားတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဝါတရာကြီးကိုညာမှတ်သားထားပြပါဒါဆိုရင်ကျွန်တော်ကအခုဒီမှာဗီဒီယိုဖိုင်ရရတဲ့စက္ကန့်နဲ့ဆက်ပြီးတော့မယ်ဆိုတော့ကျွန်တော်တို့က ဒီအမီနဲ့နဲ့ဆက်ပြီးတော့မယ်ဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာခဏတစ်ဖြန့်ညံနာမယ်ပေါ့နော်နောက်ထပ်ဗီဒီယိုဖိုင်လေးတွေမှာကျွန်တော်တို့ပြန်ဆုံမယ်ဟုတ်ပြီနော်အားလုံးကိုအတူပဲကျေးဇူးတင်ပါတယ်ကိုစိတ်နှပါဆွေလန်းချမ်းမြေကြပါစေလူရဆန္ဒလေးကိုပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ဒီစိန်မြတ် YouTube channel လေးကစူတောင်းမြတ်တာလေးပို့တာပြပါတယ်ခင်ဗျာနော်